မင်္ဂလာပါရှင်လူငယ်တန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အခုဒီဘက်လူငယ်တန်အစီအစဉ်မှာတော့တချိန်ကရန်ကုန်မြို့တော်တန်ရှင်းတာယာရေးကလင်းရန်ကုန်အဖွဲ့နဲ့တက်တက်ကြွကြွလုပ်ကင်ခဲ့တဲ့ volunteer တယောက်ဖြစ်တယ်လို့နမဲကျော်အိရိယပန်ရဲ့ပင်တိုင်းဓာတ်ပုံဆရာလည်းဖြစ်တဲ့ကိုပိုင်မှုကိုကိုကိုဖိတ်ခေါ်ထားပါရယ်ကိုပိုင်မှုကိုကိုဟာလက်ရှိမှာတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရန်ကုန်တိုင်းစစ်ဌာနအထူးချိန်မုံရေးတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတာဖြစ်ပါရယ်ဒီတပ်ဖွဲ့ရဲ့မြေပြင်သတင်းပြန်ကြားရေးတာဝန်ခံလည်းဖြစ်ပါရယ်မင်္ဂလာပါအကိုကြီးတွေ့ရတာဝမ်းသာပါရယ် ကူနေကောင်းကျမ်းပါတယ်နော်ဟုတ်ကဲ့မင်္ဂလာနေကောင်းပါပြီဟုတ်ကဲ့အာလက်ရှိတော်လန်ရေးခီးကလည်း၄နှစ်ကျော်ကြာလာပြီပေါ့နော်အဲဒီချိန်မှာတော်လန်ရေးစကတဲ့ကနေပြီးတော့လက်နက်ကင်ပါဝင်လာတဲ့လူငယ်တယောက်အနေနဲ့ဒီဆရာနာရှင်တော်လန်ရေးပေါ်မှာအမြင်တွေခံစားချက်တွေပြောင်းလဲသွားတာမျိုးရှိမလားဘယ်လိုမျိုးရှိမလဲရှင်ဒီခုတော်လန်ရေးကလာ၄နှစ်ကျော်ကြာသွားတဲ့အချိန်မှာပေါ့နော်ဟိုဆက်စားပိုင်းရင်တော်လန်တော့ကျွန်တော်တို့အကုန်လုံးက ုတ်ပြီလန်နဲ့ဆိုင်လာရမယ်ဘလို့တိုက်မယ်ဘလို့ဘလို့အကူကြီးနိုင်ငံကအကူကြီးနိုင်ငံကဘလို့လုပ်မယ်ဆိုတာမျိုးဆိုတော့ဟိုတကယ်စစ်တိုက်တယ်ဆိုတဲ့ဟာကိုမြေရှင်မှာစစ်တိုက်ရုံတက်တက်လောက်ပဲပေါ့နော်လက်နက်ကကြီးတိုက်လာရပေါ့ဆိုတော့အဲ့ရှေ့အစပိုင်းတနေ့နေ့တွေမှာတော့အဲ့လိုမျိုးဟိုချုပ်ထောက်ပံ့မှုတွေအဲအဲဖွဲ့စည်းတည်ရှိမှုတွေပေါ့နော်ဟိုဒီစစ်စစ်အင်အားရက်တွေနဲ့အခြေအနေတွေကျွန်တော်တို့သိချာနားမလည်ဘူးမိပေးတဲ့အတိုင်းဘယ်ရောက်တိုက်မယ်ဆိုတော့ဟို နိုင်နိုင်လူစိတ်တွေပဲပြင်ပြရတယ်ဘလို့နိုင်ရလုံးရမလဲဆိုတော့မသိခဲ့အဲကြာလာတဲ့ခါမှာကျတော့တွေးခေါ်တယ်အဲ့လိုမျိုးပေါ့နော်တဖြည်းဖြည်းဒီထဲမှာပါဝင်လာဟိုဟိုစစ်ကြီးပဲတိုက်နေလို့လည်းမင်းရတယ်ကျွန်တော်တို့မှာစနေတကျဖွဲ့စည်းကြီးဆောင်ရမယ့်အရာတွေရှိလာတယ်အုပ်ချုပ်ထောက်ပံ့မှုတွေလိုအပ်လာတယ်ပြီးနိုင်ငံတကာမှာကျွန်တော်တို့ရဲ့ဒီပုံရိပ်တွေကအကြမ်းဖက်လက်နက်ကင်ပြီးအကြမ်းဖက်နေတဲ့သူမဟုတ်တဲ့အတွက်ကျွန်တော်တို့ရဲ့ပုံရိပ်တွေကိုလည်းအကောင်းဆုံး မမကငါပြည်သူ့ဘက်ကဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဆိုတာတိဖို့လေကြိုးစားရတဲ့အခမ်းအနားအများကြီးရှိရရှိလာရပေါ့နော်ရှိလာရဆိုတော့ဆိုတော့အတွေ့အကြုံရတော့အလိုမျိုးပြောင်းလဲလာရပေါ့ဟုတ်ကဲ့အအကိုဆိုရင်ပေါ့နော်ဒီအာနာမသိန်းခင်က volunteer လုပ်တယ်အဓာတ်ပုံတွေရိုက်တယ်ပြီးတော့ guitar တီးပြီးတော့တခြင်းနေဆိုရယ်ပေါ့နော်အဒီတော့လူငယ်တယောက်ရဲ့အိမ်မက်တွေအခုလို၄နှစ်ကျော်ကာလမှာပျောက်ဆုံးသွားတယ်လို့ပြောလို့ရမလားအပျောက်ဆုံးသွားတယ်ဆိုရင်ဒီကာလတွေတစ်ဖက်မှာ ပြန်ပြီးတော့ရလိုက်တာကဘာလို့ရှိမလဲပေါ့အဲ ပြောင်းဆုံးသွားတယ်ပဲအဲပြောရမလားပေါ့နော်တကယ်တော့ပျောက်ဆုံးလူနီးနီးပါပဲပေါ့နော်ဘာလို့ကိုယ့်ရဲ့ရင်မကျအိမ်မကတော့အများအားတော့ရင်ထဲမှာရှိနေတာဒါပေမဲ့တရားတစ်ခုကတော့အကုန်လုံးကဝေဝါးသွားတယ်ဘယ်ချိန်မှာဘယ်ချိန်ကျမှဘလို့ပြန်လုံနိုင်မလဲဆိုတာအရမတည်တော့ဘူးပြီးတော့အဲဒီလိုမျိုးမြင်ပြမှာရှိနေတဲ့အတွက်ကိုယ့်ရဲ့ရင်မကျအိမ်မတည်းကတော်တော်အခွင့်အရေးနေပါသွားပြီပေါ့နော်ဟောနေပါသွားပြီဖြစ်တဲ့အတွက် တွက်ဒီဘက်မှာလုံနေတဲ့ဘာကြီးလာလဲဆိုရင်ခုနလိုမျိုးပဲကျွန်တော်တို့မှာတင်းတင်းတိထိုက်တဲ့စီးရေးစီးရည်ဒီအုပ်ချုပ်မှုပိုင်းတွေပေါ့ဒီဒေါ်လာကြီးနဲ့မှာပါဝင်လာတာကြာလာကြာလာတော့ဒီဒေါ်လာကြီးနဲ့ပတ်သက်တဲ့အတွင်းမြင်တွေတိလာရဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့သိက္ခူရရဲ့အိမ်မက်တွေညီမန်းချက်တွေဖြစ်မြောက်ဖို့ပေါ့နော်ပြန်ပြီးတော့ဖြစ်နိုင်ဖို့ဆိုတာကဟိုဒီအာနာတိန်ထားတဲ့ဒီဖစ်စင်ကိုကျွန်တော်တို့ကတေချာကြီးပြန်ပြီးတော့အနိုင်ရပြီးတော့တေချာတိုင်းပြည်ကိုဟို ကိုသွားကျင်တဲ့ပုံစံမျိုးပြောင်းလဲနိုင်ပါပဲကျွန်တော်တို့လုံမဲ့အီဟာတွေကကျွန်တော်တို့ဖြစ်ကျင်တဲ့ဟာတွေကတကယ်အီဟာထင်တာမျိုးလို့တော့ကျွန်တော်အဲ့ဒါတွေးမိတယ်ဆိုတော့ဒီဘက်မှာတွေးမိသွားတဲ့ရည်ရွယ်ချက်တွေကတော့ကျွန်တော်အရင်ဆုံးဒီအာယူနိုင်အောင်လုပ်ရမယ်ပေါ့နော်ပြီးတော့တစ်ချိန်ကကိုဝါသနာပါခဲ့တဲ့အရာတွေပေါ့နော်ဒါတွေကိုရောအခုချိန်မှာဒီလက်နက်ကင်တော်လိုင်းတစ်ဖက်နဲ့လှုပ်ဖြစ်တာမျိုးရောရှိမလားရှိရင်လည်းပြောပြပေးပါဦးရှိပါရှိပါပါရှိပါတယ်ကျွန်တော်ဆိုရင်ဂီတာတီးခဲ့တယ်တချင်းဆိုခဲ့တယ် ပြီးတော့တက်ဖို့ရိုက်တယ်ပေါ့နော်တက်ဖို့ရိုက်တယ်ဆိုတော့ဟိုဒီကာလာရင်မှာကုရဲဘော်ရဲဘက်ကြီးနဲ့ဖြတ်တန်းနေဒီကစ်တာဒီတချင်းဆိုတာကြီးကျွန်တော်တို့ရဲ့အခြေအခြေခံစိတ်ပျော်ရွှင်စရာလို့တော့ပြောလို့ရတယ်ပေါ့နော်ဒီတချင်းတန်နေနဲ့ဒီအခြေချင်းဟိုခံစားချက်တွေဖွင့်ထုတ်ရတဲ့အရာတွေတက်ဖို့နေပါတယ်ရိုက်ဖြစ်တယ်မှတ်တမ်းနေတရားယူဖြစ်တယ်ပြီးရင်ဟိုတမိုင်းပေါ့နော်ဟိုလူမသိသူမသိကြောက်ွယ်သွားမဲ့တမိုင်းနေဘယ်သူမှမရှိစေချင်တဲ့တော်တော်အဲ့လိုမျိုးတွေ ရိုက်ဖြစ်လာတယ်ပေါ့နော်ဆိုတော့ဟိုဒီဘက်မှာအလားဖြစ်အောင်တုံချဖြစ်ပါတယ်ပြောကိုချစ်မြတ်နိုးတဲ့အရာတွေကိုလောက်တာကိုပဲပေါ့နော်အရင်တော့ကနေအခုနေအောင်ဘယ်လိုမျိုး꽈ချသွားမလဲခန်းစားချက်꽈ချတာပေါ့အရင်ကရောကိုကိုဖြစ်ရှင်နဲ့ရည်ရချင်းနဲ့ကိုစိတ်ထဲမှာဘာပဲဖြစ်ဖြစ်ဆိုရယ်ကိုစန္ဒအတိုင်းပဲလောက်တာလေအခုကကိုတကူရေးစန္ဒမဟုတ်တော့ဘူးပေါ့နော်ဘာလို့ဆိုရင် အများကြီးအများကြီးပေါ့နော်တပ်ပိုင်းဆိုင်ရာတပ်ဖွဲ့တွေမှာဖြစ်တဲ့အတွက်အင်ဗက်တီးယားအများကြီးရှိတယ်တာဝန်ယူတာဝန်ခံမှုတွေရှိတယ်ပြီးရင်နောက်ဆက်တွဲတွေအများကြီးထည့်တွေ့ရတယ်ပြီးကိုတယောက်တည်းလှုပ်လိုက်တဲ့ကိစ္စတခုကတယောက်တည်းနဲ့မပြည့်ရနဲ့ပေါ့နော်ဟိုအဖွဲ့အစည်းပဲဖြစ်တာဆိုတော့ဟိုဘယ်ဟာပဲလှုပ်လို့ပေါ့နော်ကိုယ်စိတ်တိုင်းကြကိုယ်ခံစားချက်အမှန်အတိုင်းဟိုလှုပ်ဆောင်နေရတယ်ဆိုတော့ဟိုနည်းပါတယ် အကုန်လုံးကဒီအဖွဲစည်းနဲ့ရဲဘော်ရဲဘက်တွေတတိယတတားတဲ့စိတ်တွေနဲ့ဆိုတော့ကိုအကုန်လုံးတဲ့ကိုကျူတွေးပြီးတော့ပေါ့လောက်ရတာကိုများတယ်အာနောက်တစ်ခုကတော့ဗောနော်ဒီကာလအတွင်းအနီးရရဲဘော်တွေကြာဆုံတာတွေထိခိုက်တာတွေမြင်လာရတဲ့အပေါ်မှာရောဒီစိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေစိတ်တန်ရာရလာတာတွေရှိလာတဲ့အခါမှာဒါတွေကိုရောတော်လန်ရဲ့ရဲဘော်တယောက်အနေနဲ့ပဲဖြစ်ဖြစ်လူငယ်တယောက်အနေနဲ့ပဲဖြစ်ဖြစ်ဘယ်လိုမျိုးကုစားကြောဖြတ်နေပါသလဲရှင့် ဆိုရှယ်ဝါတာတွေကတော့အများကြီးပေါ့နော်ဟိုဟိုတနည်းအားစာလေးတစ်ပုဒ်ဖတ်လိုက်ရတယ်အရင်တော့ကအရင်တော့ဟိုလူသေးကောင်တွေပေါ့နော်ဓာတ်ပေါ်တွေတယောက်တည်သွားလို့ထထလှုပ်လာမှာအရန်ကြောက်တာကြောက်တယ်ပေါ့နော်မဖြစ်စေချင်ဘူးဒါရင်မတည်းအခုများကိုဗီနာကောင်တွေကတက်လဲနေလို့ပြန်ပြီးတော့မလှုပ်သွားတော့ဘူးမလှုပ်လာတော့မှာအပိုကြောက်တယ်ဒီကောင်တွေမလှုပ်တော့မှာအပိုကြောက်တယ်ပေါ့နော်အဲ့တော့အဲ့စာလေးတိုင်းပဲအဲ ဟိုကိုကိုတိုင်မြုပ်ပေးရတဲ့ရဲဘော်ကြီးတို့ဒီများလာတယ်ကိုကိုတိုင်ကျွန်းတူးရတဲ့ပြည်ပုံကြီးများလာတယ်နောက်မှာကျွန်တော်တို့မှာစိတ်ပိုင်းဆိုင်ရာအများကြီးထိခိုက်ပါတယ်ပြက်လဲပြက်စီးရပေါ့နော်ပြက်လဲပြက်စီးရဆိုတော့ဟိုဘလူကြော်ဖြတ်လဲမင်းတော့ဟိုအရှိတရားကိုလက်ခံလိုက်ကြပါတော့ဖြစ်သမျှဥမာဆိုရင်ရဲဘော်ကြီးဆိုချိုးသွားလို့စိတ်တက်ကြမယ်ဘလောက်ထိကြမှာလဲဆိုတော့ခန္ဓာရည်ရှိသလောက်ကုန်ကြရပေါ့နော်မဖြစ်မနေပြန်ထားရုံနဲ့အချိန်ရောက်ရင်တော့ ဒီစိတ်တွေကပြန်ထလာမှာပေါ့အဲ့တော့ခန္ဓာရည်ရှိသလောက်တော့ကျွန်တော်တို့ဒီရှိတဲ့ဒီ pressure တွေ depression တွေကိုကျွန်တော်တို့ခံလာရတယ်ပေါ့နော်ပြောချင်တာအရှိတရားကိုလက်ခံလိုက်ရောခံစားပြီးရောဟုတ်ပြီခံလို့ပြီးပြီလားခံလို့ပြီးရင်တော့ပြန်ထရမယ်ဆိုပြီးတော့ပြန်ထရတာပေါ့ဒါကြီးကိုဟိုစိတ်ကြည်လက်ပြောက်ဖြစ်တယ်ဆိုပြီးတော့ကြော်ဖြတ်လို့ရတဲ့ကိစ္စမျိုးမူးကွန်လိုက်လို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးဆိုတော့ဟိုဖြစ်သည်မရတာဟိုဖြစ်ဖြစ်သည်မရတာကိုပြန်ခံနိုင်တဲ့လောက်ခံလိုက်တယ်ပေါ့ပြီးတော့အဲ့လိုပဲပြန်ကြော်ဖြတ်လိုက်ပါတယ် အာလူငယ်တူကလေးစားချစ်ခင်ကြရတယ်ဗောနော်အဆိုတော်ရီမွန်နဲ့အနီးကပ်နေခဲ့သူလည်းဖြစ်တော့အာဒီကာလကိုရီမွန်ကိုသတိရဖြစ်တဲ့အကြောင်းလေးလည်းပြောပြပေးပါအောင်သူသာဆက်ရှိနေမယ်ဆိုရင်ဘာတွေလုပ်ဖြစ်နေမယ်လို့ထင်ပါတယ်ရှင်သတိရပါတယ်သတိရဆိုတာအဓိကကတော့ဒီတော်လန်ရေးကိုကျွန်တော်ဟိုမောင်းနေနေရကျွန်တော်ရဲ့စိတ်အခြေအနေအကုန်လုံးอ่ะဗောနော်ဒီကိုရီမွန်ပေးလိုက်ရလဲပါတယ်ပြီးတော့ဒီကာလတွေမှာဒီလောက်ထိတော်တဲ့တောင်းထဲမှာလဲကျွန်တော်စိတ် တက်တွေကြရတယ်ဒါပေမဲ့စိတ်မပြတ်စိတ်မလျော့သွားဘူးနော်ဒါကြောင့်ဆက်နေနိုင်လာလဲဆိုရင်ပေါ့သူကကျွန်တော်တို့ကိုရီမုံကကျွန်တော်တို့ဆက်ဆံနေတဲ့လူတွေကိုဘယ်လိုဆက်ဆံရမလဲပြည့်ဆက်ဆံပုံမျိုးသူကကိုယ်တိုင်လည်းဆက်ဆံနေဆိုတင်လဲတင်ပြတင်ကြပေးသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တော့တဲမှာခုကျွန်တော်ရဲ့ရဲဘော်ရဲဘက်ကနေကျွန်တော်ရဲ့တည့်ရဲ့မိတ်ဆွေတွေကျွန်တော်ဒီကာလအိမ်မှာဆက်ဆံနေပုံစံမျိုးကသူလူတွေကိုဆက်ဆံနေပုံစံမျိုးပဲကျွန်တော်လိုက်ဆက်ဆံတော့ဟိုဘယ်လိုပြောရမလဲ လူသားရမ်းဆန်ပြီးကိုရေးစာတရားရှိရဲ့သူတယောက်ရဲ့ဆက်ဆံမှုမျိုးနဲ့ဆက်ဆံတော့ဗျာရောက်လေရမှာဟိုအဆင်ပြေတယ်နေနိုင်တယ်ဟိုကြောက်ရှင်နေပေါ့နော်ဆိုတော့ဒီရဲဘော်ကြီးနဲ့ဟိုသူ့ကြောင့်တာပေါ့နော်ကျွန်တော်တို့ကတီလို့နေနိုင်တာဆိုတဲ့အကြောင်းကိုပြောချင်တယ်အဲနောက်တစ်ခုကကြတော့သူသာဆက်ရှိနေဦးမယ်ဆိုရင်သူသာဆက်ရှိနေဦးမယ်ဆိုရင်တေကြတာကတော့ဟိုသူဒီတော်လန်ကြီးမျိုးစင်မှာ तू ကရှောင်းဖယ်သွားမဲ့သူမျိုးမဟုတ် မဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုး၄နှစ်တာကြာလာကာလကြာတဲ့အချိန်ကြီးမှာတော့သူတနည်းအားမတော့ရှိကြောက်ရှိလိမ့်မယ်သူပိုလုံးနိုင်တယ်သူသူသူ့ရဲ့ချင်းနဲ့သူပိုလုံးနိုင်တဲ့ဒီ position တစ်ခုမှသူနေပြီးတော့နေရာတစ်ခုမှသူနေပြီးလုံနေလိမ့်မယ်အဲ့ဒါတေးကြတယ်နောက်တစ်ခုကဘာလဲဆိုရင်ဟိုတချင်းနဲ့သူ့ရဲ့ attitude ပေါ့နော်တချင်းနဲ့သူ့ရဲ့လှုပ်ဆောင်ချက်နဲ့တူညီတဲ့အဲ့လိုမျိုး artist တယောက်ရဲ့ ဒီခွန်အားပြည့်ဝရဲ့တခြင်းတွေကိုကျွန်တော်တို့တော်လိုင်းရေးရဲဘော်ရဲဘက်တွေရောသူရဲ့ fan တွေကိုကျွန်တော်အခုချိန်မှာဒူတာရှိနေမှာဆိုအဲ့လိုမျိုးကိုကျင်းစာတရားပြည့်ဝအနေနဲ့ဟိုတခြင်းအစ်တတွေကိုကျွန်တော်တို့အများကြီးနားထောင်ရလိမ့်မယ်ကြာတကယ်ဆိုတာဒူတာတကယ်ရှိနေမှာဆိုဒီတော်ရဲတောင်ထဲမှာလည်းကျွန်တော်တို့ရဲဘော်ရဲ့ပြောတာဆိုရီယာတခြင်းတွေအများကြီးထက်ရှိနေတယ်လို့ဖြစ်လို့မျိုးအားတွေလည်းဟိုရှိနေကြအောင်ပဲပေါ့နော်ဆိုတော့ဟိုအပြောနဲ့အလုံးနဲ့အပြောနဲ့အလုံးနဲ့အမှုပညာနဲ့ထပ်တူကြတဲ့လူတယောက်ဆုံးရှုံးသွားရယ်ပေါ့နော်အဲအဲအဲ့ဒါကိုပြောချင်တယ် အခုတနေ့တော့ဆိုလည်းပြောထားသေးရပါတော့အဲ့လိုမျိုးဒီတောရောရောက်လာတာကိုရင်းမွန်းကြောင်ပေါ့နော်အဲ့ဒီသူ့နဲ့ဟိုအမှတ်တရတချို့ပေါ့အဲ့ဒါကိုလည်းပြောပြပေးပါဦးသူ့နဲ့အမှတ်တရအချို့ကတော့သူကအများကြီးအများကြီးရှိတာပေါ့နော်အများကြီးအများကြီးရှိရယ်ဆိုတော့အဲ့လိုမျိုးဟိုဟိုဟိုတော်လိုက်ရဲမှာဟိုနော်မောင်းမောင်းနေနေအဲ့လိုကျွန်တော်ရဲ့ဟိုစိတ်ကနေ KD ဖြစ်တာကဟိုအမှတ်တရအချို့ကတော့သူကဟို ်အင်းတကယ် emotion နဲ့အစ်စ်နဲ့ပေါ့နော်သူအဲ့လိုမျိုးကျွန်တော်ပြောဘူးလားရှိတယ်ကားပေါ်မှာလည်းအဲ့လိုဖတ်ပြီးတော့ဟိုတားကြီးရတယ်မင်းဘယ်တော့မှငါ့ဘောတစ္ဆာမဖောက်ပါနဲ့ပေါ့နော်ငါ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 တင်နေနေစောင်းအောင်ချက်တာပေါ့ဆိုငါ့ဘောဘယ်တော့မှတစ္ဆာမဖောက်နဲ့သူပြောဘူးလေဆိုငါဘယ်တော့မှတစ္ဆာမဖောက်ဒါပေမဲ့အဲ့လိုမျိုး तू ဆုံးသွားတဲ့အချိန်မှာအဘောလာတွေကိုရမ်းချစ်တဲ့ကိုလေးမောင်က तू ဆုံးသွားတဲ့အချိန်မှာသူ့ရဲ့အခြေဆုံးဘောလာတွေကသူ့ဘီနာမှာတယောက်မှရှိမနေဘူးဆိုတော့ဟိုအဲ့ဘောမှာတော့ KD ဖြစ်တယ်ပြီးတော့အဲ့စကားကလည်းကျွန်တော်သူဆုံးသွားပြီးရဲ့နောက်ပိုင်းမှာအမှတ်ရဆုံးဖြစ်နေတဲ့စကားဖြစ်နေတာပေါ့နော်အနာသိမှု၄နှစ်ကျော်ကာလရှိလာပြီပေါ့နော်တော်လန်ရေးကလည်း၄နှစ်ကျော်ပြီအော်ဒီတော့တော်လန်ရေးအင်အားစုတွေနဲ့ဒီစစ်ကောင်စီအပေါ်မှာရောအခုလို၄နှစ်တာကာလမှာအခုရဲ့အမြင်ကဘယ်လိုရှိမလဲပေါ့သူတို့ကတော့ဆင်းရှင်းလေးပဲပေါ့နော်ကျွန်တော်တို့တော့မှပဲကျွန်တော်တို့တော့မှပဲဒီ၄နှစ်တာကာလမှာဟိုဒီဘာမှဒီအရသာဘဝကနေပြီးတော့ဒီပေါ့နော်တိုက်ခိုက် ်ချိန်မိုးရတယ်တော်လိုင်းကြီးစစ်သားရဲပေါ်ဟိုကပေါ့နော်ပြည်သူတပ်မတော်သားကြီးဖြစ်လာရတာမှာဆိုတော့စစ်တပ်ပဲပေါ့နော်စစ်တပ်စစ်တပ်ချင်းပြန်ရတဲ့အချိန်မှာတစ်ဖက်ကစစ်တပ်ကအရင်စနစ်ကြပြီးတော့အဲ့လိုရန်သူရန်သူလိုမျိုးတပြက်တတချိန်မိုးနဲ့ဟာတွေပါရှိရဲ့အချိန်မှာအကူကြီးကလည်းသူလူစီကနေပြီးတော့ဘယ်လိုပြန်တီဆောက်အောင်လဲအရာတွေကိုကျူရတယ်ပေါ့နော်ဟိုတကယ်အဲ့ယူရတယ်ပေါ့ပြီးတော့ကိုရီဘက်ကနေလည်း သုံးလုံးလိုက်တဲ့အဲအတွေ့အကြုံတွေထပြီးတော့သုံးတဲ့ဟိုနီးပညာအသိစမ်းတွေမှာလည်းကိုရီးယားကြီးပဲလုံနေလို့ထပ်တွက်လို့မရတော့ဘူးနော်ကိုရီးစီကနေနီးပညာကိုပြန်ယူပြီးတော့သူတို့ဘက်ကလည်းပြန်ပြီးတိုက်ခိုက်တာတွေပါလေရှိလာတယ်ပြီးတော့နိုင်ငံတကာတတမန်ရေးတွေမှာဟိုဟိုသူတို့ဘက်ကသူတို့ဘက်ကပေါ့နော်ကိုရီးဟိုကိုရီးဘက်ကဘလို့ပဲကိုရီးယားသူတို့နိုင်ငံတကာမှာဘလို့ပဲရှုပ်ချရှုပ်ချသူတို့ဘက်ကသူတို့နဲ့မိတ်ဖက်လုပ်ထားတဲ့နိုင်ငံတွေကသူတို့ဘက်ကနေပြီးတော့အခိုင်အမာ ပေါ်ပေါ်တည်တည်ရည်တည်ပေးနိုင်တဲ့ဒီကဘာအခြေအနေဖြစ်နေချိန်မှာကျွန်တော်တို့ဘက်ကဟိုထောက်ပံ့ကူညီပေးနေတခြားနိုင်ငံတွေကစာမျက်နှာနိုင်မှာကျွန်တော်တို့ကလိုအပ်တဲ့လောက်လိုအပ်တဲ့အကူအညီဖြည်းဖြည်းရောက်ဟိုမရဘူးပေါ့နော်မရတော့မရတော့ကျွန်တော်တို့ကိုနီးကိုဟန်နေပဲငါတို့မှငါတို့ရှိရဆိုတဲ့စကားလိုက်ပဲကိုနီးကိုဟန်နေကျွန်တော်တို့ရေတေချာပြန်လည်ပြင်ဆင်စုဖွဲ့ရတယ် ဟိုအတွေးခေါ်တွေရောဟို propaganda တွေမမီအောင်ဆိုရဲဘော်ရဲဘက်တွေရတူတယောက်ချင်းအတွေးခေါ်တွေကလိုင်းမြင့်ပြီးတော့နိုင်ငံကျွန်တော်ရှေ့မှာပြောရလို့ပဲပေါ့နော်ဟိုနိုင်ငံကစာမျက်နှာမှာလည်းကျွန်တော်တို့ PDF ကလက်နက်ကင်ထားတဲ့အကြမ်းတာအဖွဲ့တက်တက်မဟုတ်ဘူးဆိုတဲ့အဲအရာတွေကိုလည်းကျွန်တော်တို့ပြနိုင်အောင်လုပ်ရမယ်ပြရမယ်ဆိုတဲ့အရာတွေကိုအတွေးမြင့်ပြောင်းလဲကျွန်တော်တည်လာတယ် အာတော်လန်ရေးပြီးတဲ့တနေ့ပေါ့နော်အကောင့်ထဲပေါ်ခြင်းနဲ့အိမ်မက်တွေဆိုပြီးတော့ဒီတော်လန်ရေးတဲ့ကလူငယ်တွေမှာရှိကြတယ်ပြီးတော့ပိုင်မှုကိုကိုရဲ့အိမ်မက်ကရောဘာဖြစ်မလဲဒီတော်လန်ရေးပြီးသွားရင်အရင်ဆုံးလှုပ်ခြင်းနဲ့စိတ်ကူးအိမ်မက်ကဘာဖြစ်မလဲရှင်အရင်တော့ကတော့ရှိတယ်အရင်တော့တော့ဓာိုက်ပြီးွားနဲ့အိမ်ပြန်မယ်လက်နဲ့တွေအကုန်စွန့်မယ်ခီးထွက်မယ်အပန်းဖြေမယ်နားရီမယ်လှုပ်ခြင်းနိုင်လုံးမယ်ပေါ့နော်ဆိုတော့ ော်လာရေးခုတကယ်လို့ခုပြောင်းလဲလာတဲ့စိတ်အခြေအနေအတွေးခေါ်တွေကတော့ဒေါ်လာရေးပြီးွားရင်မလုပ်ချင်နဲ့ဆိုတော့အာပြောချင်တာပေါ့နော်ဒါပေမဲ့ပြောချင်တာပြောချင်နေဆိုတော့ပြောတတ်တတ်ပါပဲတကယ်တော့ကျွန်တော်တို့ပြောရအောင်မယ်မထင်ဘူးပေါ့နော်ဘာလို့ဆိုရင်ဟိုဟိုကိုကအသက်ရှင်ကြံနေဆိုရင်တော့မှပဲအဲကိုလိုမျိုးအလားတူအသက်ရှင်ကြံနေပြီးတော့ကိုရင်းကချွတ်ရင်းွားတဲ့ဟိုရဲဘော်ရဲဘက်တွေရှိတယ်ဆုံးရှုံးအသက်တွေပြီးဆက်လိုက်ရတဲ့ဟိုရဲဘော်တွေရဲ့ဟိုမိမိဘတွေ ရှိတယ်။နောက်တော့ဟိုအထောင်ထဲမှာရှိနေတယ်။ထောင်ထဲမှာရောက်နေတယ်။ဟိုရဲဘော်ရဲဘက်တွေအများကြီးရှိတယ်။ဆိုတော့ဒါတွေအကုန်လုံးဟိုတော်လန်ရေးကြီးပြီးရတဲ့ကိုကတော့ငါငါတာဝန်ပြီးပြီဆိုပြီးတော့ထပ်ပြောလို့မင်းရသေးဘူးဒီလူတွေအကုန်လုံးစိတ်ပိုက်ဆိုင်ရာရောကိုပိုက်ဆိုင်ရာတွေရောဆက်တဲ့ကြအောင်သူတို့နဲ့ထိုက်တဲ့နယ်ပေါ့နော်ပြီးဆက်ထားရင်လည်းထိုက်တဲ့နယ်တတောက်တနာနေထိုင်မှုတွေပါဖြစ်တဲ့ဟိုဟိုကိုကျင်းစာတရားရပါဗျာအကုန်လုံးဖက်ဖက်ခနေပြီးအစဉ်ပြေရဲ့ပုံစံမျိုးအခြေအနေမျိုးကျွန်တော်အရင် လုတ်ချင်တယ်ပေါ့နော်ထောင်လက်ကားတွေဖွင့်ပေးချင်တယ် view site တွေချင်တယ်ပေါ့နော်ဒီတော့ဟိုကိုအနေနဲ့ရောအခု DVB ရဲ့ငွေတန်အစီအစဉ်ကနေပြီးတော့ဘာမှန်းပြောချင်တာရှိမလဲရှင့်ကျွန်တော်ရဲ့ဆောင်မုတ်ကိုပြောလို့ရလားရပါတယ်။နည်းနည်းလေးဟိုနည်းနည်းလေး root ဖြစ်နေလို့ပေါ့နော်။ဟိုတော်လာရင်းမှာကျွန်တော်တိလာတယ်။ဂျင်းဆိုင်လာရတယ်။ဆိုရှယ်လာရအရာတွေနဲ့ဟိုတိလာအချိန်မှာကျွန်တော်ကျွန်တော်ရဲ့ခံယူချက်ကအဲ့လိုမျိုးဟိုကျွန်တော်တုံးနေရတဲ့ခါလေးတစ်ခုပဲရှိပါတယ်။အဲ့ဒါလေးပဲကျွန်တော်ပြောချင်တော့တယ်။ဟိုရိုင်းသားတွေလည်း sorry ပါ။ ကြီးတော့အောင်လည်းဒီပဲဟုတ်ကဲ့ပါကျေးဇူးပါအခုလိုမျိုး DVB ရဲ့လူငယ်တန်အစီအစဉ်မှာအချိန်ပေးပြီးတော့ပေါဝင်ဖြည့်ကြပေးတဲ့အတွက်ကိုပိုင်မှုကိုကိုကျေးဇူးတင်ပါတယ်ရှင့်ကျေးဇူးတင်ပါတယ်